ိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အဲဒီမှာ mock api intro လဲတင်ပြီးသွားပြီ html comment အကြောင်းနေကျွန်တော်တို့ attribute မှာ url တို့ဟလာ number တို့ map တို့ဘာလို့ရှိရဆိုတော့တင်ခဲ့ပြီပေါ့နော်ဆိုတော့ဒါလေးကိုလည်းကျွန်တော်အပြပေးလိုက်တော့နော် okay ဆိုတော့ကျွန်တော်တို့ html မှာကျွန်တော်တို့ကဒီမှာ input နဲ့ output ဆိုပြီးတော့ကျွန်တော်တို့ရှိပါသေးတယ်ပေါ့နော်အဲ့တော့ input နဲ့ output တွေအကြောင်းကျွန်တော်တို့ဆက်ပြီးတော့လေ့လာလိုက်အောင်အဲ့တော့ဟုတ်ပြီကျွန်တော်တို့လောလောဆယ်တင်ထားတာကဘာတွေတင်ထားလဲ input ကိုတင်ထားတယ်ဟုတ်လား အဲ့ဒီ input ကကျွန်တော်ရိုက်လိုက်တဲ့ဟာတွေဒီဘက်မှာမြင်နေရပေါက်ကလေးတွေပေါ့ဥမာ color ကိုအတွက် color လိုချင် color input အဲ့တန်ဖိုးတွေကိုကျွန်တော်တို့ကတတ်မှတ်ထားတဲ့တန်ဖိုးတွေကို rain လိုက်လို့ရှင် rain ကိုသုံးပေးဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့ကဒါစစရလို့ရှင် touch touch ပေါက်တွေပါလေဟုတ်လား password ပေါက်တွေဆိုရင် password ပေါ့နော် email ဆိုရင် email ပေါ့အဲ့လိုထည့်ကြတာပေါ့ဆိုတော့အဲ့ဒီ input တွေကိုကျွန်တော်တို့ကထုတ်ပြပေးတဲ့ကောင်ကို output လို့ခေါ်ပါတယ်နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ဘယ်လိုကြီးရမလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးပါမယ် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလောလောဆယ် output ကိုထုတ်ဖို့အတွက်ဒီမှာကျွန်တော်စိတ်လိုက်မယ်နော်ဒီမှာဘာမှမပေါ်တော့ပါဘူးနော်ဟုတ်ပြီကျွန်တော်တို့ကဒီမှာ input ကိုအရင်ဦးဆုံးရေးပါမယ် input input မှာ test ဆိုပြီးကျွန်တော်ထည့်လိုက်ပါတယ် okay ဒါဆိုရင်စသားပေါ့နော်အဲ့ဒီစသားကိုကျွန်တော်တို့ကအဲ့ဒီထဲမှာရိုက်လိုက်တဲ့စတွေကိုကျွန်တော်တို့က output မှာထုတ်စစ်ခြင်းလို့ output ဆိုတက်ကလေးရှိပါတယ်ပေါ့နော်အဲ့ output ဆိုတက်ကလေးကိုကျွန်တော်ရှိတယ်အဲ့ဒါလေးကဒီမှာဒီကောင်ကနားမလဲသေးဘူးနားမလဲတော့ကျွန်တော်တို့ကိုယ်တိုင်ရိုက်လိုက်မယ် အောက်ဘွယ်ဆိုပြီးရိုက်လိုက်တယ်။လက်ဒိုလေးပေါ်လာတယ်ပေါ့။နောက်ဆိုအောက်ဘွယ်ဆိုတက်ထဲမှာကျွန်တော်တို့ကဒီမှာ ID ဆိုပြီးတော့ကျွန်တော်တို့ပေးလို့ရပါတယ်။ဆို ID မှာကျွန်တော်တခုခုပေးလိုက်မယ်။အဲ့တော့ OUD ပေါ့ my output ဆိုပြီးကျွန်တော်တို့ပေးလိုက်မယ်။ my_oud_out_put ပေါ့ဆိုပြီးပေးလိုက်မယ်။ my output ဆိုပြီးပေးလိုက်မယ်။နော်။ okay အဲ့ my output မှာကျွန်တော်တို့ကဒီထဲမှာတန်ဖိုးတွေထည့်ခြင်းဒီမှာထည့်ကြည့်လိုက်မယ်အေးစီရလာလို့ hello ဆိုပြီးထည့်ကြည့်လိုက်မယ်ပြီးတော့ run ကြည့်လိုက်မယ် ော်ဒီမှာ hello ဆိုပြီးရောရှာနေတယ်ဒီဘက်ကကျွန်တော်တို့ရေရိုးရိုးအင်ပွကြီးဒါအောက်ပွကြီးအောက်ပွမှာ ID ရှိတယ်နော်အဲ့တော့ ID ဆိုတာကြာပါလဲဆိုတော့ဒီအောက်ပွဒီအောက်ပွကရိုးရိုးအောက်ပွဟုတ်လားမဟုတ်ဘူးဒီ my အောက်အောက်ပွဆိုတဲ့ဟာပါတယ် ID ပါတယ်အောက်ပွကြီးဖြစ်တယ်ဥမာပြောချင်တာကျွန်တော်တို့ကဒီမှာ OU ဒီအောက် sorry ဒီလိုပေါ့ output တွေအများကြီးရှိရတဲ့ထက်ကနေပြီးတော့မှသူကဒီ my ID မှာ my output ဆိုရပါတယ် ID ဖြစ်တယ်ပေါ့နော်ဒီ output ကပါတယ် ID မှာ my output ဆိုရပါတယ် ID ကျွန်တော် output လို့ခေါ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာနှစ်မျိုးဖြစ်သွားမယ်ဟုတ်လားအဲ့တော့ကျွန်တော် တို့ကဘယ်ဘယ် ID မှသိအောင်ဘယ်ဥစ္စာမှသိအောင်ကျွန်တော် ID တက်ပေးလိုက်တာပြောချင်တာ cycle တင်းမှာ license ရှိတယ်လို့ပဲ output နှစ်မျိုးရှိရတဲ့အထိကကျွန်တော်တို့ခေါ်ချင်တဲ့ကောင်ခေါ်လို့ရအောင်လို့ဒီမှာ ID တက်ပေးလိုက်တာနော်သူက selector ပေါ့နော် ID ဆိုတာဗာလဲ selector ပေါ့ကျွန်တော်တို့ခေါ်ချင်ခေါ်လို့ရအောင်ပေါ့ အဲ့ဒီမှာဆိုလို့ရှိရင်ဒီ output နှစ်မျိုးရှိရေကျွန်တော်ကဒီကောင်ကိုပဲဒီ output ကိုပဲပြချင်လို့ဒီမှာ id ပေးလိုက်တယ် my output ဆိုပြီးတော့ id တစ်ခုပေးလိုက်တယ်เนาะပြောချင်တာကျွန်တော်တို့လူတွေမှာတော့ id နံပါတ်ရှိရေဗျာနိုင်ငံသားစစ်စင်ရေးကပ်ပြဟုတ်တာအဲ့လိုအဲ့လိုပဲဒီကောင်မှာလည်း id ရှိတယ်เนาะအဲ့ဒီ id ကိုကျွန်တော်ကအသုံးချပြီးတော့တံပိုးထည့်မယ်အတံပိုးထည့်မယ်ဆိုတော့ဒီမှာကျွန်တော်ကဒီမှာသူ့ရဲ့ဖြစ်စဉ်ရှိတယ်စာပြောင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောင်းလိုက်တဲ့စာတွေကိုပြောင်းလိုက်တဲ့စာစာပေါ်မှာပေါ့เนาะ ပြောင်းလဲသွားတဲ့ဖြစ်စဉ်ရှိပါတယ်အဲ့ဒါကိုကျွန်တော် event လို့ခေါ်ပါတယ်နော် event လို့ခေါ်တယ်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော် HTML မှာဆိုလို့ရှိရင်ကြတော့ဒီပြောင်းအဲ့ဒါ java script နဲ့နည်းနည်းစိုင်သွားပြီပေါ့နော်အဲ့တော့လောလောဆယ်ကတော့ကျွန်တော်တို့ဟုတ်ပြီအဲ့ဒီ event ကဒီမှာဘယ်လိုရှိလဲဆိုတော့ဒီမှာစာသားပြောင်းလဲတဲ့ဖြစ်စဉ်က when input ဆိုတဲ့ဖြစ်စဉ်ဖြစ်ပါတယ်ပေါ့နော် when input လို့လုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာစာသားပြောင်းလဲမှုဖြစ်စဉ်ရှိရဲအဲ့ဒီမှာကျွန်တော်တို့က ဒီခဏနော် ANR အလားဆိုပြီးထုတ်ကြည့်လိုက်မယ်အလားနော်ဒီမှာ single code ပေါ့နော်ဒီမှာ double code ထဲမှာ single code ထည့်ပြီးတော့ HTML ကို hello ဆိုပြီးတော့ရေးကြည့်ကြည့်လိုက်မယ်နော်ဒီမှာစာသားတစ်ခုကိုထည့်ကြည့်လိုက်မယ်စိတ်လိုက်မယ် control ဆိုပြီးတော့ okay ဒီမှာတွေ့လားစာလေးရိုက်မလို့ရှိသေးရေဒီမှာ hello ဆိုတာလေးတက်လာတယ်နော်ဒီမှာ sd လို့ရေးလိုက်တဲ့အခါမှာနှစ်ခုအဲဒီမှာကာဆာတစ်ခုချလိုက်ရင်ဒီမှာ hello ဆိုတာလေးတက်လာတွေ့လားအဲ့ဒီမှာ a လို့တစ်လုံးရိုက်လိုက်မယ် ဒီမှာ hello ဆိုတာအရင်တက်လာတယ်ပြီးမှ ask ကရလာနော် okay ဖြတ်လိုက်တယ် hello ကအရင်ပြရတယ်ပြီးတော့မှဒါပျောက်သွားတယ်အဲ့တော့ပြောရှင်တာဒါ java script ပိုင်းနဲ့နည်းနည်းစိုက်နေ java script ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ရိုက်ရှာကြည့်လိုက်လို့ရတယ်နော် j a v a s c r i p t java script လို့ခေါ်တယ်သူက html နဲ့ကျွန်တော်တို့ကဒါပေါင်းတွဲပြီးတော့လေ့လာမယ်အပိုင်းတွေပေါ့နော်အဲ့တော့ html ရဲ့ css ရဲ့ java script ရဲ့ အဲ့တော့မျိုးပေါင်းလို့ရှိရင်ကျွန်တော် website account တကူခုကိုဒါကျွန်တော်ကရေးလို့ရတယ် JavaScript ဆိုတာကျွန်တော်တို့က programming language ဖြစ်တယ်เนาะအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က JavaScript လို့ပဲတည်ထားလိုက်ဘာမှမလုပ်เนาะ JavaScript လို့ပဲတည်ထားလိုက်ဟုတ်ပြီเนาะအဲ့သူ့ရဲ့ event ပေါ့ဖြစ်စဉ်ကြီးပေါ့เนาะအဲ့ပြောချင်တာကျွန်တော်တို့ဆောင်းလောက်က win input မှာ alert လို့ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ alert ဆိုတဲ့ဖြစ်စဉ်ကြီးဖြစ်လာမှာဖြစ်ဘူးလားဖြစ်တယ်ပေါ့เนาะအဲ့ဒါကိုကျွန်တော်ပြတယ်ဒီမှာเนาะ အလားဆိုဖြစ်စဉ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီမှာစိတ်လိုက်မယ်စိတ်လိုက်တဲ့အချိန်မှာရိုက်ကြည့်လိုက်ဘာမှမဖြစ်တော့ဘာလို့မဖြစ်လဲဆိုတော့စောင်းနကဝင်အဝတ်မှာကျွန်တော်အလားဆိုတဲ့ event ကိုမခေါ်ထားလို့ပေါ့မတ်တပ်ကိုခေါ်မထားလို့ပေါ့နော်အလားဆိုတဲ့ဒီကောင်လေးကိုခေါ်မထားလို့ပေါ့ဒီမှာတပည့်ကိုတဲမှာကျွန်တော် single ကိုပြန်ထည့်ရတာနော်ဒီထဲမှာတပည့်ကိုပြန်ထည့်လို့မရဘူးပေါ့နော်တပည့်ကိုဒီမှာဝင်ရထားတဲ့ထဲရနေပြီးတော့ single ကိုသုံးရမှာပေါ့နော်โอเคပြောချင်တာက အလားလိုပေးလိုက်လို့ကျွန်တော်ရက်လိုက်တဲ့ပုံမှာ तू ကစဟိုပါ event event တခုဖြစ်စီတယ်ပေါ့အဲ့တော့အဲ့ဒါကိုကျွန်တော်ကျွန်တော်တတ်သိပြတာဟုတ်ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်ကစောင်းလက်ကလို့စပေါ်ခိုင်းမှာမဟုတ်ဘူးဒီ my output မှာရှိရဲ့ဒီ hello အစားကျွန်တော်တခြားတခြားတန်ဖိုးတခုခုနဲ့အစားသွားခိုင်းမှာအဲ့တော့ဒီ my my output ဆိုတဲ့ကောင်ကိုဒီမှာကောက်ဖမ်းလိုက်မယ်ဒီမှာရေးလိုက်မယ် my underscore out put my output ပေါ့နော် my output ဟုတ်ပြီအဲ့တော့တော့သူ့မှာတန်ဖိုးရှိတယ်ဘဲလူဆိုတန်ဖိုးရှိဟုတ်တယ်မလားနော်ဘဲလူဆိုတန်ဖိုးရှိအဲ့ဒီဘဲလူဆိုတဲ့ဟာကိုကျွန်တော်က dot ဘဲလူဆိုပြီးခေါ်လိုက်တယ်အပြောချင်တာဒီ ID ရဲ့ဘဲလူကိုလိုချင်တာမလို့ my output dot ဘဲလူဆိုပြီးကျွန်တော်ခေါ်လိုက်တာအဲ့ဒီမှာကျွန်တော်တို့ကဘယ်ရတန်ဖိုးနဲ့အစသွင်းမလဲဆိုလို့ရှိရင်ဒီရှိဒီမှာရှိနေတဲ့ tag ဆိုတဲ့ဒီ output ရဲ့တန်ဖိုးနဲ့အစသွင်းလိုက်မယ်အဲ့တော့ဘယ်လိုသွင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့က this dot ဘဲလူဆိုပြီးရောကျွန်တော်ခေါ်လိုက်လို့ရတယ် this door ပဲလို့ပေါ့အဲ့ this ဆိုတာဘယ်ကောင်လဲဆိုတော့ဒီအပေါ်က input ကြီးအဲ့ဒီ input ရဲ့ id ပေါ့ input ရဲ့ input ရဲ့ id လို့တော့ပြောလို့မရအောင် input ကိုယ်တိုင်ပဲဒီ input ကြီးဖြစ်တယ်ပေါ့အဲ့ဒီ input ရဲ့တန်ဖိုးကိုကျွန်တော်တို့ကဒီ output id ပေးထားတဲ့ဒီ output ရဲ့ value နဲ့ပါလို့ကြတော့အစားထိုးလိုက်တယ်ပေါ့ဆိုအဲ့ဒီဖြစ်စဉ်ကိုကျွန်တော်ရေးလိုက်တယ်နော်အဲ့ဒီမှာ set ကြည့်လိုက်မယ်ကျွန်တော်တို့ဒီမှာ hello ဆိုပြီးငကိုရှိနေတယ်ဒီမှာရိုက်ကြည့်လိုက်ကျွန်တော်ရိုက်လိုက်တဲ့ဟာဒီဘက်မှာပါဖြစ်တော့ ပေါ်တယ်နော်အဒီမှာရိုက်လိုက်ရိုက်ချင်းလဲတင်မြရိုက်ရိုက်တဲ့ဟာကိုဒီဘက်ကအောက်ဘက်ဆိုတော့တက်ကနေပြီးဖော်ပြပေးဘလို့ဖော်ပြပေးလဲအဲ့သူ့မှာ ID ရှိတယ်အောက်ဘက်မှာ ID ရှိတယ်နော်အဲ့ ID မှာကျွန်တော်တို့ကဒီမှာဘလို့ခေါ်မလဲဘယ်လို့ဆို attribute ရှိရအဲ့ကျွန်တော်ဒီမှာ hello ကိုဒီမှာခဏဖြုတ်ထားလိုက်မယ်နော်စစ်ကြည့်လိုက်မယ် okay ဘာမှမပေါအောင်နော်အဲ့ဒီမှာကျွန်တော် value ဆိုတဲ့ attribute လေးတစ်ခုထည့်ကြည့်လိုက်အောင်နော် value ဆိုတဲ့ attribute လေးတစ်ခုထည့်ကြည့်လိုက်မယ် မိုင်းဆိုပြီးမိုင်းအဲဟယ်လိုလို့ပဲရေးလိုက်မယ်နော်ဒီမှာထွက်လာမထွက်ဘူးပေါ့နော် value ဆိုတဲ့ attribute တော့သူကလက်မခံဘူးတိုးပေမဲ့လို့သူ့မှာ value ဆိုတဲ့တန်ဖိုးတော့ရှိတယ်နော်ဒီမှာနော်အဲ့လိုမျိုးလို့နားလဲရမယ်ဒီမှာကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် value လို့ထည့်ကြည့်လို့ရလာမရဘူးလားဒီ import import မှာဒီမှာ value လို့ထည့်ကြည့်လိုက် value h ရလာလို့ hello ဆိုပြီးကျွန်တော်ရိုက်ကြည့်လိုက်ဒီမှာ value hello ဆိုပြီးပေါ်တယ်တွေ့လားနော် ဒါပေမဲ့ကျွန်တော်ဒီဘက်မှာ hello လို့ပေါ်လာမပေါ်လာဘူးဒါပေမဲ့ရိုက်ကြည့်လိုက်ကျွန်တော်ရှိသမျှဟာလေအပေါ်ဒီဘက်မှာပေါ်လာမှာဘာလို့လဲဆိုတော့သူကငိုရှိနေတာ hello လေနော်ဒါပေမဲ့ဒီ hello ပြောချင်တာနားရလားမသိဘူးကျွန်တော်ကျွန်တော်ပြန်ပြီးရစေးလိုက်ဒီ value ကိုကျွန်တော်ဖြုတ်လိုက်အဲ့ sorry ဒီမှာပြန်ပြီးတော့စိတ်လိုက်မယ်နော်ငါကွာ hello ဆိုပြီးရှိနေတယ်ဒါပေမဲ့ဒီဘက်မှာ hello လို့ဘာလို့မပြလဲဆိုတော့ကျွန်တော်တို့က win input ဆိုပြီးတော့ဒီ keyboard မှာကျွန်တော်တို့ကဘာမှ ရှေ့တို့နောက်ဆုံးမလုလိုက်ဘူးရှေ့တို့နောက်ဆုံးလုလိုက်မှ तू ကရှိပြီးသားစာအောင်ဒီမှာပြမှာနော်ငားရတာတော့မသိဒါမှဒီ event ကြီးကအလုလုမှာလေဟုတ်တယ်မလားဒါပေမဲ့ငါကိုရှိပြီးသား hello ကရိုက်ပြီးသားဖြစ်နေဒါပေမဲ့ဘာလို့မပြလဲဆိုတာ तू ကကျွန်တော်တို့ဒီထက်မှာကျွန်တော်တို့ကိုယ်တိုင်ကအောက်မရိုက်ထားဘူး तू က G1 ရာနေတခါတည်း hello ကပါလာတာမလို့ဒီမှာလာမပြတာပေါ့နော်အဲ့ဟုတ်ပြီကျွန်တော်ဒါကိုဖြောက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာမပေါ်ဘူးပေါ့ရှင်းရှင်းလေးပဲဖြောက်လိုက်ရင်တော့မပေါ်ဘူးပေါ့ဒီမှာလေနော်ဘဲလို့ဆိုရဲ attribute ဖြောက်လိုက်ရင်တော့မပေါ်ဘူးပေါ့ဗျာ အဲ့ဒီမှာကျွန်တော်တို့ကဘယ်လို့ဆိုတဲ့ဟာကိုဒီမှာကောက်ထည့်လို့ရလားဆိုတော့မရဘူးပေါ့နော်အဲ့ဒီမှာအောက်ဘက်မှာကျတော့ ID ပဲသူကရှိလိမ့်မယ်နော်အဲ့ဒီဘက်မှာကျတော့သူကကျွန်တော်ထည့်ခြင်းတဲ့ဘယ်လို့လို့ကျတော့ဒီသူ့ရဲ့ output ဆိုတဲ့တိုက်ရဲ့အဖွာအပိတ်ချားထဲမှာကျွန်တော်တို့ထည့်ပြရမှာပေါ့ဒီမှာနော်ဒါဆိုရင်ဒီဘက်မှာ output ကြီးပေါ်လာတယ်အဲ့ဒီ output ကိုကျွန်တော်ဒီမှာရှိတဲ့ဟာနဲ့ပေါ်ခြင်းတယ်ဆိုရင်ဒီမှာတပွဲရှိဒီ what is ဆိုပြီးတော့ကျွန်တော်တို့ကရေးလိုက်တယ်ဒီဘက်မှာတိုက်ရဲ့တောက်လျှောက်ပေါ်တယ်ပေါ့နော် โอเคဆိုတော့ဒီ output ကိုဖြုတ်လိုက်မယ်အဲ့တော့ပြန်ဆေးလိုက်မယ်မပေါ်တော့ဘူးအဲ့ဒီမှာ touch နေရာမှာကျွန်တော် password လို့ရေးကြည့်လိုက်မယ် password เนาะအဲ့ကျွန်တော်ကနေ1 2 3 4 5 6 7ဘာညာပေါ့နော်ရိုက်လိုက်တယ်ဒီဘက်မှာတော့ကျွန်တော် hide လုပ်သွားတယ်ဒါပေမဲ့ဒီဘက်မှာကျတော့ကျွန်တော်လောထားတဲ့ကနန်းတွေကိုအတီလင်းပေါ်သွားတယ်ဘာလို့ပေါ်လဲဆိုတော့ဒီ output တက်ကိုကျွန်တော်တို့ကသုံးလိုက်လို့သူကတခါတည်းပေါ်လာပါတော့เนาะတကယ်လို့ဒီနေရာမှာကျွန်တော်တို့ကတိုက်နေရာမှာကာလာကိုသုံးမယ်ဆိုရင်ရော အကလာကိုသုံးမယ်ဆိုလို့ရှိရင် तू ကနေပြီးတော့ဒီမှာကလာကုတ်တီကိုတစ်ခါလဲပြပေးပါတယ်နော်ဒီမှာဒီမှာတွေ့လားအတားကျွန်တော်သုံးလိုက်တဲ့အောက်ပွဲကြီးနော်ဒီအောက်ပွဲကြီးနော် okay ဒီအောက်ပွဲတက်ကိုကျွန်တော်သုံးလိုက်လို့ဒီမှာကလာကုတ်ကို तू ကပြပေးတာနော်အဲဒီမှာကလာကုတ်ကိုပြပေးတာအဲ့တော့ကျွန်တော်တို့ကဒါဘယ်လိုလုပ်ဆိုတော့ဒီ output တက်ကိုကျွန်တော်အောက်ကနေပြပြချင်တယ်ဆိုရင်ဒီအောက်မှာ break break ဆင်းလိုက်ပေါ့နော် break ဆင်းလိုက်ပေါ့နော် PR ဆိုပြီး break ဆင်းလိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီမှာကြည့်ကြည့်လိုက်မယ် တယောက်မှပဲရောက်သွားတာပေါ့ဟုတ်လားနော်တယောက်မှပဲပြသွားတာပေါ့နော်โอเคဒါကတော့ကျွန်တော်တို့ output တက်ရဲ့သဘောတဘာဝပေါ့ output တက်ကဘယ်လိုရှိမလဲဆိုတော့သူ့မှာ id ရှိမယ်အဲ့တော့ output တက်ရဲ့ id ကို copy ရော dot value ဆိုပြီးကျွန်တော် on input ဆိုတဲ့ event မှာကျွန်တော်တို့ကထည့်လိုက်ပြီးတော့ equal ဆိုပြီးကျွန်တော်သူ့ကို assign လုပ်လိုက်တယ်တံပိုးသွင်းလိုက်တာပေါ့အစားပြန်သွင်းလိုက်ဘယ်ဟာကောင်းလဲအစားပြန်သွင်းမလဲဆိုလို့ရှိရင်ဒီ input ဆိုတဲ့ကောင်ကြီးအဲ့တော့အဲ့ဒီကောင်က this ဆိုပြီးဝင်လာမယ် this ဆိုတဲ့ p ဝင်လာပြီးတော့သူ့ရဲ့တံပိုးလို့ကျွန်တော် this.bay လို့ပေါ့ အဲ့တော့မြန်မာလိုပြောရမယ်ဆိုရင်တော့ဒီ my output ဆိုပြီးတော့ဒီ ID ယူထားတဲ့ဒီ output ရဲ့ဟဲ့လားတန်ဖိုးကိုငါတို့ကဒီမှာ this လို့ပုံဖော်ထားတဲ့ဒီ input ရဲ့ရိုက်ထားတဲ့တန်ဖိုးနဲ့ဒီမှာ equal ဆိုပြီးတော့ဒါတော့ငါတို့ကထည့်လိုက်တာပေါ့နော်အဲ့တော့ဒါမြန်မာလိုပဲဒီဆက်နားလေအောင်ငါတို့ရှင်းပြလို့မရတော့ပေါ့နော်အဲ့တော့အဆင်မပြေရှိရင်ကျွန်တော်တို့ပြန်ပြောပေးပါပေါ့နော်ဟုတ်ကဲ့ပါဆိုတော့အားလုံးပဲအဆင်ပြေလို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ် အဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် HDMI ရဲ့ input and output ဆိုတဲ့ဟာလေးကတော့ဒီမှာအဆင်ပြေသွားပါပြီเนาะအဲဒါကတော့ကျွန်တော်တို့ HDMI နဲ့ပတ်သက်ပြီးပေါ့เนาะကျွန်တော်တို့ပတ်စံပြရတဲ့သင်တန်းတွေမှာတော့ဒါမသင်ပေးပါဘူးပေါ့เนาะကျွန်တော်ကိုယ်တိုင်ကဒါတွေ့ရှိထားတာလေးဖြစ်လို့ကျွန်တော် ပြန်လည်းမျှဝေပြလိုက်တာပါအဲတော့အရေးပြတော့မကြည့်ပါဘူးသုံးပြမယ်လို့သိထားရင်ပိုကောင်းပါတယ်เนาะအဲအလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ်ပိုင်ပါ